မင်္ဂလာပါ Series for you ကနေပြန်လည်ကြိုဆိုလိုက်ပါရီ Series for you ပြည်သက်များအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ series လေးကတော့2023ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့တဲ့ Silo TV series လေးရဲ့ဒုတိယအတွဲပဲဖြစ်ပါရယ်ခင်ဗျပြီးခဲ့တဲ့ပိုင်းမှာတော့ဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုတော့အပြင်းထူလုံးနဲ့ကိုရခိုင်ကြီးနဲ့ကျွန်တော်တို့ကပြန်မပြောပြခြင်းတော့ပါဘူးကဲအဲ့တော့အစင်းသေးဖြစ်ပြီဆိုရင် Silo Season 2 Episode 7လေးကိုစတင်လိုက်ကြပါစို့လားကျွန်တော်ကတော့ထုံးစံတိုင်းပဲအစီအစဉ်တင်ဆက်ပေးမယ် Series for you ကရှိန်သူပဲဖြစ်ပါရယ် ဘာနာဟာအသစ်ခန့်လိုက်တဲ့သူ့ရဲ့နောက်လိုက်လူကတ်ကို legacy လို့ခေါ်တဲ့အလုံးကမ်းတွေကိုခေါ်သွားခဲ့ပါတယ်။အခန်းတစ်ခုလုံးရဲ့စနစ်ကို AI ဆက်ရုပ်မှတ်ဉာဏ်အသုံးပြုထားတဲ့အတွက်ဘာနာက AI ကိုလူကတ်ရဲ့ ID အတည်ပြုပေးလိုက်ပါတယ်။လက်မှတ်တွေလုပ်ပေးတဲ့တငရင်းစီကရမ်းမုံမှုယူပြီးတော့အပေါ်လွာစီကိုလွှတ်တင်ဖို့အတွက်ဒုံးကြီးတစ်ခုကိုဝေါ်ကရဲ့အကူအညီနဲ့စောင့်နေပါတယ်။ရှာလီယာလည်းစက်မှုအလွာမှာရှိတဲ့ပြည်သူတွေအကုန်လုံးစီရနေရသမျှစာရိတ်တွေအကုန်လုံးကိုစူးစီးပြီးတော့အပိုင်းသေးလေးတွေဖြတ်ပြီးတော့စာရေးနေပါတယ်။ Legacy ထဲမှာကတော့ဘာနာက Lucas ကို Legacy ရဲ့ကျန်တဲ့အခန်းတွေကိုလိုက်ပြရင်းနဲ့စာကြည့်ရိုက်တဲ့ခေါ်သွားခဲ့ပါတယ်။အမွေးနှစ်ပစ္စည်းတွေအများကြီးနဲ့စာအုပ်တွေစုထားတဲ့အခန်းကြီးကိုကြည့်ပြီးတော့အန်အောနေတဲ့ Lucas ကိုဘာနာကစာကြည့်ရိုက်တဲ့ကပစ္စည်းတွေဟာအပြင်မှာပြောနေကြသလိုအမွေးနှစ်ပစ္စည်းတွေလို့မခေါ်ဘဲနဲ့ရှေးလူသားတွေရဲ့အမှုပညာနဲ့အသိဉာဏ်ပညာပစ္စည်းတွေလို့ပြောလိုက်ပါတယ်။ပြီးတော့မှ Lucas ကို နောက်လိုက်ခန်းတဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ Xavier ကိုယ့်ရဲ့ကုတ်တွေကိုဖော်ဖို့ဦးစားပေးအရင်စဉ်းစားအပြေထုတ်ရမယ်လို့ဘာနာပြောလိုက်ပါတယ်။ အမဆာဝဒီအများကြီးဘလူရှာမမ်မတီရဲ့လူကတ်ကိုဘာနာကမြင်နေရတဲ့ဆာဝဒီကအပြားနာလောက်ပဲရှိသေးတယ်လို့ပြောတာတက်ဘလက်တစ်ခုထုတ်ပေးလိုက်ပါတယ်။အဲနောက်တော့မြင်နေရတဲ့များတဲ့ဆာဝဒီတက်ဘလက်ထဲမှာအကုန်ရှိရလို့ပြောလိုက်ပါတယ်။လူကတ်ကလည်းတက်ဘလက်ကိုမမြင်ဘူးတာကြောင့်ဘလူရှာမလည်းမသိဖြစ်နေတဲ့အတွက်ဘာနာပဲလိုချင်တာကိုအတန်နဲ့ပဲမေးလိုက်မယ်ဆိုရင် AI ကပြပေးလိမ့်မယ်လို့ရှင်းပြလိုက်ပါတယ်။ဘာနာလည်းနမူနာတစ်ခုအနေနဲ့ကုတ်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာအကုန်ပြပေးပါလို့ပြောတဲ့အခါမှာတော့တက်ဘလက်ထဲမှာဆာဝဒီဖိုင်တွေအများကြီးပေါ်လာပါတော့တယ်။ပြီးတော့မှဘာနာက ငါဘာလို့ဆေးပြီးတာကိုင်းရဲ့ဖွက်ဆောက်ဖော်ခြင်းနေရလဲဆိုတာအဖြေကိုခံမှန်းဖို့အတွက်လူကတ်ကိုပြောလိုက်ပါတယ်။လူကတ်ကလည်းဆိုင်လူထဲမှာဘာမှမသိသေးတဲ့တခြားအကြောင်းအရာတွေရှိနေနိုင်ပြီးတော့အဲ့ဒီအကြောင်းအရာတွေကပုံကံမှုအရေးကြီးတဲ့ပို့ပြီးတော့အန်ဒီအများနိုင်တယ်လို့ဘာနာတွေးမိနေရကြောင်းဖွက်ဆောက်ဖော်ပြခြင်းနေရလို့ပြန်ပြောလိုက်ပါတယ်။ဘာနာလည်းလူကတ်ရဲ့တည်ကျင်စိမ့်နဲ့စူးစမ်းလူစိတ်ကိုကျင်းနဲ့အားရသွားပါတော့တယ်။အဲ့ဒီအချိန်မှာဆမှုအလွာမှာလည်း Noss ကဒုံးကြီးတဲကိုတူူလာတဲ့ရန်တွေကိုထည့်ပြီးတော့အပေါ်ပစ်တင်ဖို့အတွက်မီးဆောင်မင်းကြီးလိုက်ပါတယ်။ ဗီဒီယိုတွေကလည်းမမြင်ဘူးတဲ့အရာမလို့အန်အော်ဒဂျီနဲ့ဝိုင်းပြီးတော့ကြည့်နေကြပါလိမ့်ခဏကြာတဲ့ခါမှာတော့ဒုံးကြီးကအပေါ်ကြီးတက်သွားပြီးတော့အပေါ်လောက်ရောက်တဲ့ခါမှာတော့ဒုံးကြီးကလည်းကတကားတစ်ခုပွင့်လာပြီးတော့လေဒီနဲ့ပြန်လျှောကြရင်စာရွက်အပိုင်းစာတွေလွင့်ကြလာခဲ့ပါလိမ့်အပေါ်လောက်လူတွေကလည်းဘာမှမသိတဲ့အရာကြီးပြန်လာပြီးတော့ပွင့်ထွက်သွားတဲ့အတွက်ဝိုင်းပြီးတော့ကြည့်နေတော့မှစာရွက်တွေပါထွက်ကြလာကြအောင်စာရွက်တွေကိုလိုက်ဖမ်းကရေးထားတွေကိုဖတ်ကြည့်လိုက်ပါလိမ့်အဲ့ဒီအချိန် legacy ထဲမှာလည်း AI ကအပြင်မှာအရေးပေါ်အခြေအနေဖြစ်နေရဲဆိုပြီးတော့ဘာနောက်အတီးပေးလိုက်ပါလိမ့် ဘာနာလေလူကတ်ကိုထားခဲ့ပြီးတော့အပြင်ဘက်ကိုပြေးလာတဲ့ခါမှာတော့ဆာရွက်တီကိုတွေ့ရကြောင်းမလို့ဖမ်းပြီးတော့ယူဖက်ကြည့်လိုက်ပါရီအဲဒီဆာရွက်ထင်းမှာတော့အိုင်ဒီဌာနကပြည်သူတွေကိုလိန်ထားတဲ့အကြောင်းသက်သေပြဖို့အတွက်အိုင်ဒီဌာနကိုစောင့်ကြည့်နေပါဆိုပြီးတော့ရေးသားထားခဲ့ပါရီဘာနာလေနော့စတိုဘာရီစီစဉ်နေမဲ့မသိရတဲ့အတွက်ဘာလို့အမေမဲ့မသိဖြစ်နေတော့မှာရှာလီကမီးစက်ကိုရက်လိုက်ပါရီအမဆိုင်လိုတစ်ခုလုံးတဖြည်းဖြည်းမှောင်ကျသွားပေမဲ့အိုင်ဒီဌာနတစ်ခုနဲ့မီးလင်းကြံနေတာကိုတွေ့လိုက်ရတဲ့ပြည်သူတွေကလည်းဆာရွက်ထင်းမှာရေးထားတာအမှန်အနေလို့လက်ခံပြီးတော့ဘာနာကိုမေးခွန်းနဲ့အော်ဟစ်ပြီးတော့မေးနေကြပါရီ ဘာနာလဲအိုင်နီဌာနစီအမြန်သွားပြီးတော့မီးကိုပိတ်ချလိုက်ပါတော့ဒီဒါမဲ့ဆိုင်လိုကတော့ရှာလီတို့မီးပြန်ပေးလို့မီးလင်းလာခဲ့ပါတယ်နောက်တစ်ခါမှာတော့ဆိုင်လိုဆက်ကုန်ထဲမှာလေဂျူလီယက်ကဝတ်စုံပြန်ရဖို့အတွက်အောက်ရောက်နေတဲ့ပန့်ကိုမီးရပြန်ပေးဖို့လိုအပ်တာတွေရှာနေပါတယ်ဆိုလိုကလည်းနောက်ကတကောက်ကောက်လာရင်လည်းဝတ်စုံကိုဖတ်တားမိရဲ့အတွက်တောင်းပန်ကြောင်းပြောနေပါတယ်ဂျူလီယက်ကလည်းရေအောက်ကိုရောက်သွားပြီးတော့အပေါ်ကမီးအားကိုရေလုံငန်းကျိုးနဲ့ယူသွားကအောက်လာဂျင်နရေတာမှာဆက်သွယ်လိုက်တာနဲ့မီးစက်နိုးလာမယ်ပြင်ပန့်လည်းအလုပ်ပြန်လုပ်သွားမယ်လို့ရှင်းပြလိုက်ပါတယ် အဲဒီနောက်မှာတော့ဂျူလီယက်ကအချိုတက်ပြီးတော့ဝစ်စုံကိုပြန်တောင်းလိုက်ပါတယ်ဆိုလိုကလည်းသူ့ကိုကိုင်ကြီးမပေးခင်ဝစ်စုံပြန်မပေးနိုင်ကြအောင်ထပ်ပြီးတော့တောင်းပန်လိုက်ပါတယ်ဂျူလီယက်ကလည်းမြင်းတက်လာတဲ့ရေကဆိုလိုနေရဲ့အလုံငန်းစီကိုရောက်ဖို့အတွက်အချိန်များကြီးလိုသေးတဲ့အတွက်ဟိုဘက်ဆိုင်လိုကပြည်သူတွေကအချိန်နဲ့မျှအသက်အန်ဒီနဲ့နီးနေရကြအောင်သူပြန်မရမယ်လို့ပြောလိုက်ပါတယ်အဲဒါပြင်ဂျူလီယက်ကသူပြန်သွားပြီးတော့တစ်ဖက်ဆိုင်လိုကိုအပြင်မှာအန်ဒီရရှိကြအောင်တတိပေးပြရနဲ့ပြန်လာပြီးတော့ပန့်ပြင်ပေးမယ်လို့ထပ်ပြောလိုက်ပါတယ် ဆိုလိုရတဲ့ဂျူလီယက်ကိုသူယုံကြည်ပေမဲ့ဂျူမမြင်နိုင်တဲ့အရာတွေအကြောင်းမလို့ဂျူလီယက်သာပြန်မလာနိုင်ခဲ့ဘူးဆိုရင်သူလည်းတေမာလို့ပြန်ပြောလိုက်ပါတယ်ဂျူလီယက်လည်းတေချာပြန်စဉ်းစားကြည့်တဲ့အခါမှာတော့ဆိုလိုပြောတာလည်းဖြစ်နိုင်နေတဲ့အတွက်လက်ခံပေးလိုက်ရပါတယ်အဲဒါကြောင့်ဂျူလီယက်ကရေအောက်မှာအသက်ရှူနိုင်အောင်ပန်းကိုအရင်ပြင်ရမယ်လို့ပြောလိုက်ပါတယ်ဆိုလိုကနားမလည်လို့ပြန်ပြီးတော့မေးတဲ့အခါမှာပန်းကရေကိုထုတ်ပေးနိုင်ရင်လေကိုလည်းထုတ်ပေးနိုင်တဲ့အတွက်ပန်းအောင်သာနိုးထားမယ်ဆိုရင်ခြေနင်းစရာမလိုဘဲနဲ့ရေအောက်မှာလေရှူလို့ရမယ်ဆိုပြီးတော့ရှင်းပြလိုက်ပါတယ် အဲတပတ်ကဆိုင်လိုမှာလဲပေါ်ပြီးလင်းတဲ့ဟန်နိုကမီးကိုဖြတ်လိုက်တဲ့အတွက်နော့စတိုကိုအပြစ်တင်နေပါတယ်နော့စတိုကလည်းသူတို့လောက်ရတဲ့အကြောင်းရင်းကိုပြောပြပြီးတော့အိုင်ဒီဌာနမှာမီးမပြတ်တဲ့အကြောင်းပြည်သူတွေတီသွားပြီလို့ပြောလိုက်ပါတယ်နော့စကပေါ်ပြီးလင်းတို့ကိုဗိုက်ရွေးဖို့ပြောတဲ့ခါမှာပေါ်ပြီးလင်းကတော့သူတို့ဟာရဲဖြစ်တဲ့အတွက်ဥပဒေဘက်မှာပဲနေမယ်လို့ပြန်ပြောလိုက်ပါတယ်နော့စကလည်းသူတို့ဆိုရင်ရဲအလုပ်လုပ်ဖို့အစာအစိတ်ခတ်တဲ့လူတွေကိုစုံစမ်းပေးဖို့ပြောလိုက်ပါတယ်အပေါ်လွာမှာလဲဘာနာကစစ်ကြောရေးခန်းထဲမှာကာလာမကလေးနဲ့သွားတွေ့နေပါတယ်ကာလာက အာမန်ဆန်နဲ့စကားမပြောဘဲဘာနာနဲ့တိုက်ရိုက်ပြောဖို့အတွက်တောင်းဆိုရတဲ့အကြောင်းရင်းကိုဘာနာမေးလိုက်ပါတယ်။ပြီးတော့မှဘာနာကစက်မှုအလွာမှာတုံးသွားတဲ့ရမ်းမုန်နေကြောင်ထပ်ပြီးတော့မေးလိုက်ပါတယ်။ကာလာကလည်း North ရှာလီနဲ့ Walker တို့အစဉ်ပြေမပြေတိရရင်ရမ်းမုန်ကြောင်အကုန်လုံးပြောပြမယ်လို့အပေးယူလုပ်လိုက်ပါတယ်။ဘာနာတော့အပေးယူဆိုတာမရှိတော့ဘူးလို့ပြောကပြန်ထွက်သွားခဲ့ပါတယ်။ဆိုင်လိုစက်ကွန်မှာတော့ဆိုလိုကရေအောက်ကိုစင်းမှုနဲ့ပြန်တက်ဖို့အတွက်ဝင်ကြီးဆက်လိုပစ္စည်းကိုလှုပ်ပြီးဂျူလီယက်ကိုအစင်းနဲ့ဖြစ်ပြီးလို့ပြောလိုက်ပါတယ်။ ဂျူလီယက်ကလည်းရေအောက်ပတ်မှာဆက်ဖို့ရေစိုးကန်ကျိုးနဲ့အသက်ရှူပိုက်လဲအစင်းသစ်ဖြစ်နေပြီမလို့ဆိုလိုကိုကို့ဘာသာကိုဆက်လုပ်လိုက်တော့လို့ပြောလိုက်ပါရီဆိုလိုလေးကြောင့်အန်အန်ဖြစ်သွားအကြောင်းဂျူလီယက်ကလည်းဒီဆိုင်လိုကသူ့နေရာမဟုတ်တဲ့အတွက်လိုအပ်တာပဲကူညီပေးနိုင်ပြီးတော့လက်တွေကတော့ဆိုင်လိုရဲ့ပြည်သူဖြစ်တဲ့ဆိုလိုကပဲဆက်ပြီးလုပ်ဖို့အတွက်အကြောင်းကိုရှင်းပြလိုက်ပါရီဆိုလိုကလည်းဒီဆိုင်လိုတစ်ခုလုံးမှာအသက်ရှင်နေသူဆိုလိုသူ့တယောက်ပဲရှိတော့တယ်လို့ရေအောက်မှာလည်းတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်ဆိုင်လိုဆက်ခွန်ကဘာမှမကြံမင်းနဲ့ဖြစ်နေမှာဆိုတဲ့အတွက်ဂျူလီယက်ကိုကူညီပေးဖို့အတင်းတောင်းဆိုနေပါရီ အဲနောက်ဆုံးတော့ဂျူရီယက်ကလည်းလက်လျှော့ပြီးတော့ကုညီပေးဖို့သဘောတူလိုက်ရပါတယ်။တပတ်ကဆိုင်လိုမှလည်းဝေါ်ကာကကာလာမက်လင်းရဲ့ဓာတ်ပုံကိုထုတ်ကြည့်ရင်းနဲ့အဆက်အသွယ်မရတော့တဲ့အတွက်စိတ်တူနေပါတယ်။အပေါ်လွာမှလည်းဘာနာကရဲဝင်နှန်းနေအကုန်စုပြီးတာဝန်ကျတဲ့အလွာကိုငိမ့်ချန်းအောင်နဲ့အုံကြွမှုမဖြစ်ရအောင်ထိန်းသိမ်းဖို့အမိန်ပေးနေပါတယ်။ဟိုးစတန်ရဲမှုပြတဲ့အချိန်ကအတွင်းမှုတာဝန်ယူခဲ့တဲ့အမျိုးသမီးကလည်းအိုင်နီဌာနမီးလင်းနေတဲ့အကြောင်းကိုမီးလိုက်ပါတယ်။ဘာနာလည်းမီးအားအကုန်လုံးစက်မှုဌာနကကင်ထားတဲ့အတွက် အိုင်နီဌာနကိုကြောက်ချခြင်းလို့မိဟာပေးထားတာဆိုပြီးတော့ပြောလိုက်ပါတယ်။စမှုအလွာရဲစခန်းမှာလဲဟန်နဲ့ပေါ်ဘီလင်တို့ကမာတင်ဆိုတဲ့လူတယောက်ကိုခေါ်ပြီးတော့ဆက်ဆဲနေပါတယ်။မာတင်ကလည်းအစားအစာတွေထဲမှာအစိတ်ခတ်တာက तू မဟုတ်ကြောင်ပြန်ပြောလိုက်ပါတယ်။ဟန်ကလည်းမာတင်သာဒီထက်ပိုပြောပေးနိုင်ခဲ့ရင်မာတင်ဟာတရားရဲ့ဌာနရဲ့တရှိုးဖြစ်တဲ့အကြောင်းမပြောဘဲထားပေးမယ်လို့အပေးယူလုပ်လိုက်ပါတယ်။အဲဒါကြောင့်မာတင်ကလည်း तू ကတရှိုးဆိုတော့ဒါအကုန်သိသွားမယ်ဆိုရင်တလွာလုံးကဝိုင်းတက်ကြမှာကြောက်ပြီးတော့အမိုက်ဘုံတစ်ခုထဲမှာဘဲရပုံမှန်မသိတဲ့အမိတ်နေရနေတဲ့အကြောင်းနဲ့ဒီနေ့လေ နော့စ်နဲ့ရှာလီတို့ကိုတက်ဖို့အတွက်အမိန်ရောက်နေတယ်ဆိုပြီးတော့အကုန်ပြောပြလိုက်ပါလိမ့်။မီးဆက်ထင်းချုပ်ခန်းထဲမှာတော့နော့စ်နဲ့ရှာလီတို့ကသူတို့နန်းပြတဲ့ကိစ္စကိုပြန်ပြောရင်းနဲ့စားနောင်နေကြပါလိမ့်။အဲဒီအချိန်ပေါ်ပီလင်တို့ဝင်လာပြီးတော့နော့စ်နဲ့ရှာလီတို့အသက်ခံရမယ့်တည်ရင်ရထားတဲ့အတွက်ရဲစခန်းမှာထိန်းသိမ်းထားဖို့လာခေါ်ရလို့ပြောလိုက်ပါလိမ့်။အပေါ်အလွာမှာလဲဘာနာကအာမန်ဆန်ကိုခေါ်ပြီးတော့သူဝရန်ထုတ်ခိုင်းထားတဲ့ကိစ္စအချိန်တွေကိုမေးလိုက်ပါလိမ့်။အာမန်ဆန်ကလည်းတရားသူကြီးဆင်ကလက်မှတ်ထိုးမပေးတဲ့အတွက်ဝရန်ထုတ်လို့မရသေးတဲ့အကြောင်းပြောပြလိုက်ပါလိမ့်။ ဆိုင်လိုဆက်ကုန်မှာလည်းဂျူရီယက်ကရေအောက်ဆင်းမှုပြင်ဆင်နေပါတယ်ဆိုလိုကလည်းဂျူရီယက်လိုအပ်တဲ့ပစ္စည်းတွေကိုရှာပေးနဲ့ရှေးခေတ်လူသားတွေတုန်းကရေအောက်မှာမြင်ရအောင်တီထွင်ခဲ့တဲ့ပုံစံတိုင်းဝရင်းစော်ရဲ့မျက်မှန်ကိုပြန်ပြီးတော့တီထွင်လာတယ်လို့ပြောကာလက်ဆောင်ပေးလိုက်ပါတယ်အဲ့အပြင်ရေအောက်ကိုအလွယ်တကူဆင်းလို့ရအောင်အလေးတုံးတွေထည့်ထားတဲ့ဖက်နဲ့တရံလေးပေးလိုက်ပါရီအဲ့နောက်တော့ဆိုလိုကစာအုပ်ထဲမှာသူဖက်ဖူးတဲ့အကြောင်းတစ်ခုပြောပြမယ်လို့ပြောပြီးတော့ရေအောက်အနေကြီးရောက်သွားမယ်ဆိုရင်ရေရဲ့ဖီအားကြောင့်လူခန္ဓာကိုယ်မှာအန္တရာယ်ရှိနေတဲ့အတွက် ြန်တက်လာတဲ့အခါမှာဖြည်းဖြည်းနဲ့ပုံမှန်ပြန်တက်ရမယ်လို့ပြောလိုက်ပါတယ်။ဂျူလီယက်ကတော့ဆိုလိုကိုစိတ်ဆိုးနေတဲ့အတွက်ဘာစကားမှပြန်မပြောဘဲနဲ့ဝင်းဂျီဇက်ဂျိုးပေါ်တက်လိုက်ပါတယ်။ဆိုလိုကလည်းဝင်းဂျီဇက်ကိုနှိမ့်ချပေးလိုက်တဲ့အတွက်ဂျူလီယက်လည်းတဖြည်းဖြည်းနဲ့ရေအောက်ကိုရောက်သွားခဲ့ပါတယ်။တပတ်ကဆိုင်လိုမှလည်းဘာနာကတရားဝင်ထဲကိုအတင်းဝင်သွားခဲ့ပါတယ်။တရားရုံးအဆောင်ဝန်ထမ်းကလည်းနောက်ကလိုက်လာရင်တရားသူကြီးဆင်းကိုတောင်းပန်နေပါတယ်။ဆင်းကလည်းဝန်ထမ်းကိုပြန်လှုပ်လိုက်ပါတယ်။အဲဒီတော့မှဘာနာက same ကိုတရားသူကြီးခံထားတယ်ဆိုတာမျက်နာမမြင်ချင်လို့ခံထားတာဆိုပြီးတော့စာပြောလိုက်ပါတယ်ပြီးတော့မှတရားသူကြီးခုံမအေးဆေးထိုင်ပြီးအာနာရှိတီအောင်ဆောင်းရင်သူခိုင်းတာလုပ်ပေးဖို့ဘာနာအော်ပြောလိုက်ပါတယ်အဲ့ဒါအပြင်ဒေါသထွက်နေတဲ့ဘာနာကလည်းစိတ်မထိန်နိုင်တော့ဘဲနဲ့သူချစ်ရတဲ့မဲဆိုးကိုသူ့ရဲ့လက်နဲ့ပြန်တက်ဖြစ်အောင်ဖိအားပေးရဲ့ same ကိုမကြင်တဲ့အကြောင်းအနေနဲ့မဆိုင်တဲ့ကိစ္စတွေမှာဝင်မပါတော့ဖို့အတွက်အမိန်ပေးလိုက်ပါတယ် same ကလည်းသူဘာမှဝင်မပါပေမဲ့အခုချိန်မှာဘာနာအကြိုက်ရိုက်ဒုက္ခရောက်နေရဲဆိုတာသူသိနေရဲလို့ပြောလိုက်ပါတယ် ဲဒါကြောင့်အာမန်ဆန်နဲ့ဇင်းနေသူတွေစက်မှုအလွာမှာအသက်မခံရအောင်သူနဲ့ကာမီတို့ကကူညီပေးထားရတာကိုသိရလားလို့မေးလိုက်ပါလေ။ဘာနာကလည်းဇင်းနဲ့ကာမီတို့ကူညီလို့ဇင်းနေသူတွေအသက်ပေးကလွတ်လာတာဆိုရင်ကာမီကြောင့်ပဲ North နဲ့ Shar လေးတို့လွတ်သွားတာရောစိတ်မတည်ဘူးလားလို့ပြန်မေးလိုက်ပါလေ။အလိုနဲ့ဟိုဘက်ဒီဘက်ဘောလီဘောပုံရင်ဇင်းလဲသူမသိတဲ့ကိစ္စဖြစ်နေလို့ဘာမှပြန်မပြောနိုင်မဖြစ်နေချိန်မှာဘာနာကတော့ဝရမ်းမှာလက်မထိုးပေးဖို့အမိန်ပေးကပြန်ထွက်သွားခဲ့ပါလေ။ စက်မှုလွာမှာတော့ပက်ထရစ်ကိုဆေးကုပေးနေတဲ့ဖရန်ဆက်ရဲ့အိမ်ကိုဟန်ကရောက်လာပြီးတော့စက်မှုလွာမှာတရှူရီထက်ရှိနေသေးတဲ့အတွက်ဖရန်ဆက်တိထားရှိမယ်ဆိုရင်ပြောပြပြီးဖို့အကူအညီတောင်းလိုက်ပါရီဖရန်ဆက်ကလည်းရဲတွေဆိုရင်ကြည့်မရဖြစ်နေရကြောင်းသူဘာမှမသိဘူးလို့ပြောကနှင်လွတ်လိုက်ပါရီဟန်ကလည်းရဲစကားကိုပြောင်းတဲ့အခါမှာတော့ရှာလီကဖရန်ဆက်ကူညီမှာမဟုတ်ဘူးလို့သူဂျိုပြောတာမှန်ရင်လားလို့မေးလိုက်ပါရီဟန်ကလည်းရှာလီပြောခဲ့တဲ့အတိုင်းပဲလို့ပြန်ပြောလိုက်ရင်လည်းဘာဆက်လုပ်ရမလဲဆိုတာစဉ်းစားနေပါရီ အဲ့ဒီအချိန်ရဲစခန်းလေးကိုဝေါ်ကာဝင်လာပြီးတော့အပေါ်လွာတွေကိုဆက်သွယ်ဖို့စကားပြောစက်နေမရဘူးလားလို့ဘောဘီလင်ကိုမေးလိုက်ပါတယ်။ဟန်ကလေဝေါ်ကာရဲ့ခန်းထဲမှာစကားပြောစက်တွေကိုခိုးနားထောင်နေရေဒီယိုရှိနေတာဒီနေ့တနေ့လုံးစကားပြောစက်တန်ကြားမိလားဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။ပြီးတော့မှဘောဘီလင်ရဲ့စကားကိုမကြိုက်လို့ဘာနာကနေပြီးတော့စကားပြောစက်တွေရောကွန်ပျူတာမက်ဆေ့ချ်တွေရောအကုန်လုံးကိုဖျက်ချထားတဲ့အကြောင်းပြောလိုက်ပါတယ်။ဝေါ်ကာလေလွန်ခဲ့တဲ့25နှစ်တုန်းကသူ့လက်လျှော့မိလိုက်လို့ ကာလာမကလိန်နဲ့ क्वे ခဲ့ရအောင်လို့ဒီတစ်ခါတော့လက်မလျှော့ကျင်တော့ဘူးလို့ပြောကပြန်ထွက်သွားခဲ့ပါတယ်။ဘောဘီလင်ကလည်းပြစ်မှုမှတ်တမ်းစာရင်းတွေကတရှိုးဖြစ်နိုင်တဲ့လူတွေကိုရှာရမယ်လို့ပြောကဟဲနဲ့နှစ်ယောက်ပြစ်မှုမှတ်တမ်းဖိုင်တွေမှာရှာနေပါတယ်။အပေါ်လော်ရဲ့ legacy အလုံငန်းထဲမှာလည်း Lucas ကကုန်းနဲ့ပတ်သက်သမျှအခေယာစဉ်တွေအကြောင်းကိုလေ့လာပြီးတော့ဆေးဘီယာကိုင်းရဲ့ဖွက်စာကိုဖော်နေခဲ့ပေမယ့်အခေယာစဉ်တွေနဲ့လည်းအဆင်မပြေဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့် Lucas ကလည်းစဉ်းစားနေနေ အခေယာစင်နေနဲ့ကုတ်ခံထားတာမဖြစ်နိုင်မင်းနဲ့ကိန်းကနန်းနေနဲ့ကုတ်ခံထားတာဖြစ်နိုင်တဲ့အကြောင်းတွေးမိသွားပါတယ်။အမှလူကတ်ချက်ချင်းပဲဒက်ဗလက်ထဲကကိန်းကနန်းကုတ်ဒီအကြောင်းကိုလေးလာရင်းနဲ့ဖွဲ့စာကိုဖော်ကြည့်နေပါတယ်။အဲဒီဘက်ကဆမ်မှုလွာရဲစကန်မှာလဲပေါ်ဘီလင်နဲ့ဟန်နိုကတရှုဖြစ်နိုင်ရည်ရှိတဲ့လူစိုးစင်းတွေကိုရှာနေတော့ပေါ်ဘီလင်ရဲ့မိမကလင်းရောက်လာပြီးတော့ဟန့်ပြန်သွားကလေးကဖရန်ဆက်နောက်ကိုလိုက်ကြည့်ရင်စားတော့တန်းမှာတောင်းကျမ်းမှုတွေဖြစ်နေတယ်လို့ပြောလိုက်ပါတယ်။ပေါ်ဘီလင်နဲ့ဟန်နိုကလည်းစားတော့တန်းစီကိုသွားဖို့အလုပ်မှာနော့စ်က စက်မှုအလွာကလူတွေကိုထိန်းနိုင်တာကသူတယောက်ပဲရှိတာမလို့ခေါ်သွားဖို့ပြောလိုက်ပါတယ်။စားတောက်တန်းမှာတော့အစားတောက်တွေဝေပေးနေတဲ့ဝန်ထမ်းတယောက်ကိုအစိတ်ခတ်တဲ့လူလို့ဆွဆွဲပြီးတော့အကုန်လုံးကဝိုင်းဖမ်းဖို့လုပ်နေပါတယ်။ဝန်ထမ်းကလည်း "तू အစိတ်ခတ်တာမဟုတ်ကြောင်းပြန်ပြောရင်ဓာတ်တစ်ချောင်းနဲ့အနာကတ်မခံမိနဲ့ပတ်ရမ်းနေပါတယ်"။အဲဒီအချိန်ဟန်တို့ရောက်လာပြီးတော့လူအုပ်ကြီးကိုတားဆီးလိုက်ပါတယ်။နော့စ်ကလည်းမင်းတို့ကြီးဆွဆွဲနေတဲ့အဲ့ဒီဝန်ထမ်းကအစားတောက်တွေမှာအစိတ်ရှိတာကိုအရင်ဆုံးလာပြောတဲ့လူဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အဲဒီအချိန်ဟန်ကဝန်ထမ်းဟာတရားအောင်တရှုဖြစ်ကြောင်းတက်တည်တွေးသွားပါတော့တယ်။ အဲဒါကြောင့်ဝင်နေရဲ့အမိအရင်တုန်းကအရန်နေမကောင်းဖြစ်ပြီးတော့စေးဝါးရှာမရဖြစ်နေပေမဲ့ပိတ်ဆို့မှုတွေဖြစ်ပြီးကလေးကစေးတွေအလွယ်တကူရနေတာဘာကြောင့်လဲလို့မေးလိုက်ပါရီအဲဒီတော့မှဝင်နေလဲညင်းမရတော့ဘဲနဲ့အစားတောက်တွေကိုအစိတ်ခတ်တာတော့သူမဟုတ်ဘဲနဲ့သူ့မိရဲ့ကျမ်းမာရင်းနဲ့ချင်းချောက်လို့တရားရထာနာရဲ့တရှုလုံနေရတဲ့အကြောင်းဝင်ခံလိုက်ပါရီအဲဒီတော့ဝင်နန်းကသူ့ကိုမတက်ဖို့ North ကိုတောင်းပန်လိုက်ပါရီ North ကလည်းအပေါ်ကအာနာရှင်နေလိုမျိုးတက်လဲမတက်ဘူးမိုင်းတွင်းလဲမပို့ဘူးလို့ပြောပြီးတော့ဒါပေမဲ့နောင်နာမရမချင်းအလौကျန်းလို့ဖို့အပြစ်ပေးမယ်လို့ပြောလိုက်ပါရီ အဘော်လာမှာတော့ legacy ရဲ့အလုံငန်းထဲမှာ Lucas ကတူရှာတွေ့ထားတဲ့အချက်လက်တွေကိုဘာနာအောင်ရှင်းပြနေပါလိမ့်။ဆေဗီတာကွန်ရဲ့ကုတ်ဝက်စာကအခိယာဇင်နဲ့ရေးထားတာမဟုတ်ဘဲနဲ့ကိန်းကနန်းဇင်နဲ့ရေးထားကြောင်းမလို့စာအုပ်တွေရဲ့စာမဏနာမည်တွေကိုအခိယာရင်းနဲ့အစားထိုးထားတဲ့အကြောင်း Lucas ကရှင်းပြလိုက်ပါလိမ့်။ဘာနာလဲအဲ့ဒါဆိုရင်စာကြည့်ရိုက်ထဲကစာအုပ်တွေနဲ့တိုက်စစ်ပြီးတော့ဖတ်စာကိုဖော်ကြည့်ပြီးပြီလားလို့မေးလိုက်ပါလိမ့်။ Lucas ကလည်းစာကြည့်ရတဲ့ကစာအုပ်တွေကိုစစ်စရာမလိုဘူးလို့ပြောကာဆေဗီတာကွင်းဖွက်ခဲ့တဲ့စာအုပ်ကစာကြည့်ရတဲ့ထဲမှာမရှိဘူးလို့ပြောလိုက်ပါရီ ပြီးတော့မှတက်တန်း140ကျော်တဲ့စာအုပ်ကဆိုင်လူတွေမှာရှိရင်ရှာပေးဖို့တပြောလိုက်ပါတယ်အဲဒီတော့မှဘာနာကလည်းဆေဗီတာကွင်းရဲ့ဖွက်စာကိုမဲဆိုးရှာတွေ့သွားပြီးတော့ပုံမြင်စာအုပ်ကိုတင်ထားတယ်ဆိုတာသတိရပါပါတော့လေအဲဒါကြောင့်မဲဆိုးရဲ့အခန်းထဲကတင်ထားတဲ့ပုံမြင်စာအုပ်ကိုထုတ်ပေးလိုက်ပါတယ်တပတ်မှလည်းဆင်းကဘာနာစီယာတိလာရတဲ့အကြောင်းရင်းတစ်ခုကြောင့်ကာမီယိုထိုင်ဆောင်နေပါတယ်ကာမီယာလည်းအိမ်မြန်ရောက်လာလာချင်းဆင်းရဲ့ပုံစံကိုမြင်လာနဲ့နော့စ်နဲ့ရှာလီတို့ကိုသူလွတ်ပေးတဲ့အကြောင်းဆင်းတိလာခဲ့ပြီဆိုတာသတိထားမိသွားခဲ့ပါတယ်အဲဒါကြောင့်ကာမီကလည်း သူဘာကြောင့် North Stroke ကိုလွှတ်ပေးလဲဆိုတဲ့အကြောင်းရင်းကိုပြောပြလိုက်ပါတယ်။ဒီမှာဆိုင်လိုတစ်ခုလုံးနှစ်ချမ်းကွဲပြီးတော့အရေးကြီးနေဖြစ်နေတဲ့အချိန်မှာနံပါတ်စလုံးကိုမိတ်ဆွေဖွဲ့ပြီးတော့မျှပေါင်းထားတဲ့သဘောလို့ Sim ကိုရှင်းပြလိုက်ပါတယ်။ပြောရရင်တော့ကြားနေပေါ့လေ။ Sim ကလည်းအဲဒီတော့ဆမ်မှုအလွာကလူတွေအန်ဒီများတာတီးလျက်နေမိတ်ဆွေဖွဲ့ရမလားဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ဒီဘက်ကတော့တစ်ဖက်ပိတ်တယောက်ကတော့ကြားနေအဲဒီတော့ကာမီကလည်းတို့ကအန်ဒီများတယ်ဆိုရင်ဘာနာကရောပို့ပြီးတော့အန်ဒီများတာပဲမဟုတ်ဘူးလားဆိုပြီးတော့ပြောလိုက်ကာ ဆိုင်လိုတစ်ခုလုံးမီးပြတ်တော့အိုင်နီထာလာတစ်ခုပဲမီးလာနေတာသူ့ရဲ့မျက်မြင်ပဲလို့ပြောလိုက်ပါရီပြီးတော့မှဘာနာလည်းအသေးအံပြေးလာပြီးတော့မီးကိုမှိတ်တဲ့အကြောင်းရှင်းပြရင်ဘာနာစီမှာဘသူမှမသိနိုင်တဲ့လှဲ့ကွက်တွေနဲ့အန်နီရီရှိနေနိုင်တယ်လို့အသေးစိတ်ရှင်းပြလိုက်ပါရီစင်းကလည်းကာမီပြောတော့လက်ခံပေမဲ့နောက်ဆိုရင်တော့လေများချင်းချင်းဖုံးငယ်မထားပါနဲ့လားမိမကြီးလို့ပုံမှန်လင်းလင်းပြောဖို့အတွက်တိုင်ပင်လိုက်ပါရီဆိုင်လိုဇက်ကုံမှလည်းဂျူလီယက်ကရေအောက်ရှစ်လွာအထိဆင်းသွားပြီးတော့ပန်းရှိနေတဲ့အလွာကိုရောက်တဲ့အခါမှာဝင်းကြီးဆက်ဂျိုးကိုလေကားလိုက်ရမ်းမှခြေထားလိုက်ပါရီ ဲနောက်တော့အသင်းယူလာတဲ့မီးကျိုးကိုပန့်နှိုးဖို့အတွက်မီးစက်မှာတက်လိုက်ပါတယ်ပြီးတော့မှခြိထားတဲ့ဝင်းခြိဆက်ကျိုးစီကိုပြန်သွားပြီးတော့ဆိုလိုကိုအချက်ပေးလိုက်ပါတယ်အပေါ်မှာစောင့်နေတဲ့ဆိုလိုကလည်းဝင်းခြိဆက်ကျိုးမှာတက်ထားတဲ့ခေါင်းလောင်းဆက်မီးလာပြီးဆိုတာနဲ့မီးစက်မှာမီးကျိုးတက်ပေးလိုက်ပါတယ်ဆိုလိုမီးစက်ကျိုးတက်ပြီးရတဲ့ဂျူလီယက်ကလည်းအောက်လွာကမီးစက်ရဲ့မိန်းကိုတင်းလိုက်ပါတယ်အဲဒါကြောင့်အောက်လွာရဲ့မီးစက်ကလည်းအလုပ်ပြန်လုပ်ပြီးတော့ပန့်လေပန့်နိုင်ဖို့အတွက်အဆင်ပြေသွားပါတော့တယ်ဂျူလီယက်လည်းလုံးစရာရှိရလှုပ်ပြီးသွားတယ်အပေါ်ပြန်တက်ဖို့အတွက်ဝင်းခြိဆက်ကျိုးကိုဖြီးလိုက်တဲ့အခါမှာ အပေါ်ကနေဖြုတ်ချလိုက်တယ်လို့ဖြစ်ပြီးတော့ဂျိုးစာဟာအောက်ထိကြာသွားပါတော့တယ်ဂျူလီယက်ကလည်းဘာမှမသိဖြတ်သွားပြီးတော့အသက်ရှူပိုက်ကိုပို့ပြီးတော့အားဆိုင်ကြည့်တဲ့ခါမှာအသက်ရှူဖို့လည်းအဆင်မပြေတော့တာတီးသွားခဲ့ပါတယ်အဲဒါကြောင့်ဂျူလီယက်လည်းဆိုးလို့ပြောခဲ့တာပြန်တတိယသွားပြီးတော့စိတ်ကိုအေးအေးထားကခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့လေးတဲ့ဟာမှန်သမျှကိုဖြုတ်ချပြီးတော့တန်နဲ့ဂျိုးတချောင်းကတစ်ဆင့်အပေါ်ပြန်ဆွဲတက်လာခဲ့ပါတယ်တပတ်ကဆိုင်လိုမှလည်းဝေါ်ကာကကာလာကိုစိတ်ပူနေတဲ့အတွက်အပေါ်လာကိုဆက်သွယ်လို့မရဘူးဆိုတာမဖြစ်နိုင်ဘူးလို့တယောက်တည်းပြောရင်းနဲ့ ဂျူလီရဲ့ဖြက်စီးခဲ့တဲ့ကင်မရာကိုပြန်ပြီးတော့ပြင်နေပါရီပြင်ပြီးတဲ့အခါမှာတော့ကင်မရာအလုံးလုံးအောင်ပြန်တက်ပြီးမှစိတ်နှခွဖြစ်ပြီးတော့ပြန်ဖြုတ်ချလိုက်ပါရီအပေါ်လွားစောင်းကြီးကန်းထဲမှာလေဝေါ်ကာတက်လိုက်တဲ့ကင်မရာကခဏပွင့်လာတဲ့အကြောင်းဘာနာရောအာမန်ဆန်ကသတင်းပို့လိုက်ပါရီဘာနာလည်းစောင်းကြီးကန်းထဲကိုသွားပြီးတော့ဝေါ်ကာကဘာလို့ကင်မရာကိုဖွင့်လာလဲအဲ့ဒါကိုဖြေရှာဖို့အတွက်အမိန်ပေးလိုက်ပါရီအာမန်ဆန်ကလည်းဘာနာမိန်ကွန်းပြောရင်းနေကဝေါ်ကာနဲ့ကာလာတို့ကိုထိန်းသိမ်းထားတဲ့အချုပ်ခန်းကင်မရာမြင်ကွင်းကိုပြန်ပြလိုက်ပါရီအဲ့တော့မှဘာနာလည်း ဝေါ်ကာနဲ့ကာလာတို့ကကွာရှင်းထားတာကြားပြီးဆိုပေမဲ့တယောက်နဲ့တယောက်ချစ်နေကြသေးတယ်ဆိုတာသတိထားမိသွားခဲ့ပါတယ်။ကာလာနဲ့အဆက်အသွယ်ရဖို့ဝေါ်ကာစူးစမ်းနေတယ်ဆိုတာပါတည်သွားခဲ့ပါ ಔ ။ဆိုင်လိုဆက်ကုန်လေးကဒုက္ခသည်နှစ်ယောက်တည်းကဂျူလီယက်ကလည်းရေပေါ်ကိုပြန်ရောက်တက်သွားနိုင်ခဲ့ပါတယ်။ရေပေါ်ရောက်ချင်းဂျူလီယက်လည်းဆိုလိုကိုအော်ခေါ်ရင်းနဲ့ကြီးလိုက်တဲ့အခါမှာတော့ဆိုလိုကိုမတွေ့ရဘဲနဲ့ဝင်းချီချက်တစ်ခုပဲတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာရှေးဆက်လျှောက်ကြည့်တဲ့အခါမှာတော့ရဲရင်တလက်နဲ့လေကားတစ်လျှောက်သွေးစာရီပြန်ချင်းနေရာကြောင်းကြောက်လန့်သွားခဲ့ပါတယ်။ လူတယောက်မှမရှိတဲ့ဆိုင်လူတွေမှာဘာမှမသိရဖြစ်ရတဲ့ထပြီးတော့ဖြစ်နေရကြောင်းဂျူလီယက်ကလည်းကြောက်လန့်တရားနဲ့ဟိုဒီဒီလိုက်ကြည့်နေတော့မှပဲဂျိုးကြီးတင်းဆက်ပေးနေတဲ့ဆိုင်လူစီစဉ်တို့ episode 7လေးကလည်းပြီးဆုံးသွားခဲ့ပါပြီခင်ဗျရုပ်ရှင်စကားကောင်းလေးတွေကိုစင်စက်မပြတ် recap တင်းဆက်ပေးအောင်မလို့ကျွန်တော်တို့ရဲ့ ZD for you channel လေးကိုလည်း like and subscribe ပြေလှူထားပေးကြပါအောင်ခင်ဗျအားပေးကြတဲ့ပရိသတ်များလေးစိတ်ချမ်းသာခြင်းနဲ့ကိုယ်ရည်ချမ်းသာခြင်းများပြည့်စုံကြပါစေလို့ ZD for you wine တော်သားများကဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ။